ရှုစွာဘုရားသခင်ကျေးတော်ကိုချီးမွမ်းပါれ။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ဆုတောင်းကြကုန်အံ့ဆိုရက်ကောင်းတယ်လေးနဲ့ခွားပေးတော်မှာဖြစ်ပါれ။ဒိုင်လအနာဂတိချံအခန်းနှစ်စာပိုက်၁၈ကိုဖတ်ပါမယ်။ငါတို့ဒီအခြားသောဘာပုလုံပညာရှိတို့နဲ့အတူမတိမပြောက်စေခြင်းကဤနည်းနည်းသောအရာ၌ ဂယုနာဂျေဇုတော်ကိုခံရမည်အကြောင်းကောင်းကင်ဘုံအရှင်ဘုရားသခင်ကိုဆုတောင်းကြကုန်အံပြောတာတွေ့ရတယ်။ဒါက BC 6လောက်မှာဖြစ်တဲ့အဖြစ်ပြက်ဖြစ်တဲ့ဘာဘလုန် Empire ကြီးပေါ့။ကိုယူရိုပ်နိုင်ငံပေါ့နော်။ဆိုတော့သူတို့ရဲ့ Ecrit မြင်းကြီးကနေဘုခနီဇာမြင်းကြီးဖြစ်တယ်။သူကအိမ်မက်မဲ့တဲ့ခါမှာအဲ့ဒီအိမ်မက်ကိုဘယ်လိုမှစဉ်းစားလို့မရဘူး။ အဲဘာဘလုန် empire တစ်ခုလုံးမှာရှိတဲ့ပညာရှိတွေနော်ဗီရင်အတက်တွေစသဖြင့်ပေါ့ဒီလိုပညာရှိတွေသိပ္ပံပညာရှင်တွေမှစပြီးမှကိုပေါ့နော်အားလုံးခေါ်ပြီးတော့မှအနစ်ဒိဋ္ဌိကိုမေးတယ်မေးတဲ့အခါမှာသူကအေးဘာအိမ်မက်မက်တယ်လဲဆိုတော့မပြောပြအောင်မင်းတို့တကယ်ပဲပညာရှိတွေမှန်ရင်တော့တဲ့ငါမက်ဘာမက်တယ်လဲဆိုတာကိုလည်းမင်းတို့ပြောပြီးရင်အတိတ်ပဲလည်းမင်းတို့ပြောဆိုတော့ ဒီပညာရှိတွေဟိုဘယ်လိုခေါ်မလဲအသက်ကြီးတဲ့အတွေ့အကြုံရင့်ကျက်တဲ့သူတွေရလားဟာဒီလိုမျိုးကဘယ်တော့ပဲဘုံကြီးကြီးဒီလိုမျိုးမေ့လို့မရှိဘူးပေါ့ဒါကဖျားပဲတိနိုင်မှာတဲ့နော်လူကတော့မတိနိုင်ဘူးလို့ပြောတော့အဲ့ဒါဆိုရင်လည်းမင်းတို့ကောင်းတဲ့ဘာပညာရှိလဲကွာအကုန်တတ်မယ်ဆိုတော့မှသူကဘယ်နဲ့ဘယ်ရမှမင်းတို့ငါအိမ်မက်ကိုလည်းမပြောနိုင်ဘူးအတိတ်ပဲလည်းမင်းတို့ မဖွင့်ပြနိုင်ဘူးဆိုတော့အကုန်တတ်မယ်ဆိုတော့မှကျင်ညာတာနန်းတော်မှာအဲ့ဒါနဲ့အဲ့ဒီမှာဂျွန်ဖြစ်အဖမ်းခံရတဲ့ဒိုင်လာနဲ့တငယ်ချင်း၃ယောက်ပေါ့သူတို့လက်ရှိတယ်အဲ့တော့သူတို့ကလည်းတရားမထဲမှာပါတယ်သူတို့တတ်ဖို့တွေလိုက်ဖမ်းနေပြီလက်ရှာနေအဲ့ဒီတရင်ကြတော့ဘာဖြစ်လို့အဲ့လောက်တောင်မှအမင်းကမြန်တယ်လေရှင်ပြန်ကြီးကဆိုတော့အချွတ်ချောင်းပြောတော့အဲ့ဒါဆိုရင်တဲ့ ရှင်ပြန်ကြည့်ကိုခဏပြန်လျှောက်ပါဦးပေါ့ကျွန်တော်အဲ့ဒီရှင်ပြန်ကြည့်ရဲ့အိမ်မက်ကောအတိတ်ပဲရောကျွန်တော်နော်ရှင်းပြမယ်ပြောပြမယ်ဆိုတော့မှတားခိုင်းတာမတတ်ပါနဲ့ဦးဆိုတော့မှအဲ့ချိန်မှာသူ့တငယ်ချင်းတွေတိုင်းလကပြောတာကျွန်내ပညာရှိတွေနဲ့အတူငါတို့မတည်မပြောက်ဖို့အတွက်နော်အဲ့ဒီနည်းနည်းတဲ့အရာကိုတဲ့ နားလည်နိုင်ဖို့သိနိုင်ဖို့ဖခင်သခင်ဆက်ဂေယူနာဂျေဇူးကိုခါရဖို့အတွက်ငါတို့စွတ်တောင်းကြကုန်အာပြောပြရမှာသူတို့တငယ်ချင်းလေးယောက်စွတ်တောင်းကြတယ်စွတ်တောင်းတဲ့အတိုင်းပဲဒီနေ့ဟိုဖခင်ကဒိုင်လကိုအဲ့အိမ်မက်ကောအနှစ်ပေအတိတ်ပေဟောပြောပြတဲ့ခါမှာဒိုင်လကဧခရစ်မင်းကြီးကိုသွားပြောပြတယ်ပြောပြတော့ဧခရစ်မင်းကြီးကဒိုင်လကိုတော့ထိုင်ဟိုပြက်ဝက်ပြစ်ရှစ်ခွာတယ် ိုင်လကိုနော်အဲ့တော့အဲ့ဒီပြဿနာကြောင့်ပဲဒိုင်လနဲ့တင်ငယ်ချင်းတွေဟာအဲ့ဒီမှာဝင်ကြီးရာတို့တွေရကြတယ်ဆိုတာတွေ့ရတယ်ဒီနေ့မှာကျွန်တော်တို့တင်ငန်းစာယူဆရာကတော့ဒီကာလမှာအခုကျွန်တော်တို့ဒီနှုတ်ကပတ်နားထောင်တဲ့သူတွေအားလုံးဒီကာလမှာကျွန်တော်အများအားပြောသလိုပဲဘယ်နိုင်ငံမှာပဲနေနေဘယ်နေရာမှာပဲရှိရှိ ရောက်ရောက်မလုံးချုံပါဘူးဒါဟာကဘာဖြစ်တော်မဲ့နမိတ်ဖြစ်ပါတယ်နော်ဒီကဘာဟာဘာမှမလိုတော့ပါဘူးကဘာဖြစ်တော်မဲ့နမိတ်ဖြစ်ပါတယ်ဘယ်မှာပဲရှိရှိလုံးဝမလုံးချုံလူလှုပ်တဲ့ဘေးဩတဘာဝဘေးအမျိုးမျိုးပါပဲနော်ဒီကလမှာကျွန်တော်ဘယ်နည်းနဲ့မမလုံးချုံနိုင်ဘူး ြောချင်တာကအမေရိကန်တော်နေလည်းမလုံချုံဘူးရုရှားတော်နေလည်းမလုံချုံဘူးအချမ်းသာပါတယ်ဆိုရက်ခင်မီပါတယ်ဆိုရက် EU နိုင်ငံတွေတော်လည်းမလုံချုံဘူးအာရှရောက်တော့လည်းမလုံချုံပါဘူးဗမာမှာအဲ့မြန်မာနိုင်ငံမြန်မာနိုင်ငံလည်းမလုံချုံပါဘူးဘယ်မြို့မှာနေနေနော်မလုံချုံပါဘူးအဲ့တော့ကျွန်တော်ရဲ့လူတယောက်ရဲ့လုံချုံမအာမခံချက်ကို ဘယ်အစိုးရဘယ်အဖွဲ့အစည်းကမှမပေးနိုင်ပါဘူးဒီချိန်မှာအဲ့တော့လူတိုင်းဟာဟိုတေချီပြီးတော့မှပျက်စီးရမယ်ဘေးနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်ဒီမှာတော့သူတို့အဲ့ဒီဘေးနဲ့ရင်ဆိုင်တဲ့ခါမှာသူတို့ဘာလုပ်လဲဆူတောင်းကြကုန်အန်းဆိုဘုရားသခင်ကိုဆူတောင်းတယ်ဆူတောင်းတဲ့ခါမှာအဲ့ဒီဘေးကြောင့်ပဲသူတို့ဟာအဲ့ဒီအကျက်တဲအခက်ခဲ နော်တေဘေးကြောင်မဲ့သူတို့ဟာနော်ချင်းမြောက်ချင်းခံရတယ်လွတ်မြောက်ရုံတင်မကဘူးသူတို့ကြောင့်ကျန်တဲ့လူလည်းမတည်မပြောက်ရဘူးသူတို့ကိုယ်တိုင်လည်းချင်းမြောက်ချင်းခံရတယ်ဆိုတော့တွေ့ရပါတယ်ဒီတိုင်လကအစင်မဲ့စုတောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဘာဘလုံးအင်ပါယာပြီးတော့ပါရှားအင်ပါယာနော်အဲ့တော့အစင်ဆက်မှာသူဟာ ဟိုဘယင်လေးအဂရစ်မင်းကြီး၄ပါးလုံးလုံးမှာသူဟာတကက်နန်းတော်မှာဝင်ကြီးချုပ်အကြံပေးပညာရှိ ပြောချင်တော့ပြောချင်တာကတော့ဘာဘလုံးအင်ပါယာနော်ပါရှာအင်ပါယာဘယင်၄၀လုံးလုံးကကဘာကြီးကိုအုပ်ချုပ်တဲ့ခါမှာဒိုင်လာရဲ့ညံအဖြစ်အုပ်ချုပ်တယ်ဆိုတော့တွေ့ရတယ်အဲ့တော့လွတ်ယုံလင်းမကဘူးအောင်မကောင်းနော်ဖျားကိုအားကိုးရင် ဖခင်ရဲ့ကျေးဇူးမျှော်လင့်တာလေသူကနော်ကယုနာကျေးဇူးတော်ကိုခံရမိကြောင်းဆုတောင်းတယ်ဟောနော်အဲ့တော့အဲ့လိုစိတ်နှလုံးလေးရှိပြီးတော့မှဒီနေ့ဒီကာလမှာဆုတောင်းပါအားပေးခြင်းပါတယ်တခြားလမ်းမရှိပါဘူးတရားဟောချာအခန်းလေးစာပိုက်ခွန်ငါတို့ဒီဆုတောင်းလေရာရာ၌ငါတို့ဘုရားခင်ထာဝရဘုရားကြည်ရှုပြုစုတော်မူခြင်းကျေးဇူးကိုခံရသည့်ဤသူ အခြားသောဖျားကြည့်စုပြုစုသောခြေစူးကိုအဘယ်မီတော်လူမျိုးခံရကြသည်တမောရှိကပြောတဲ့စကားမောရှိစုတောင်းတဲ့အတိုင်းဖျားကနားထောင်တယ်နော်အဲ့တော့အဲ့လူမျိုးကကောင်းကြီးဖြစ်တယ်အဲ့တော့ငါတို့ဖျားလို့ဘယ်သူတွေများသူတို့ကိုယ်ရဖျားကစုတောင်းတာကိုခြေစူးပြုတယ်လို့ရှိလို့လား ဲ့ကြောင့်ဘုရားသခင်ကနော်ဆုတောင်းဖို့အချင်းချင်းပြောတယ်ယေရှုကိုယ်တိုင်ကဆုတောင်းမှာငါ့နာမကိုအမိပြုတ်ပြီးဆုတောင်းမှာမင်းတို့တောင်းနေရတိုင်းငါပြုတ်မယ်လို့ပြောတာဒီလိုချိန်မှမတောင်းရင်ဘယ်ဟောတော့ဘယ်ချိန်တော့တောင်းမလဲဒီအကြောင်းအရာကိုမှကျွန်တော်တို့ကဆုမတောင်းတခြားအကြောင်းအရာတွေဘာတော့ဆုတောင်းမလဲကျွန်တော်ဆုတောင်းတော့လွဲနေတဲ့ခါလေးကြတော့နော်ကြာမှာဖို့စောင်းနေအစဉ်ပြေဖို့ဟာလာချမ်းသာစွာနေရဖို့ အိမ်လိုရဲကားလိုရဲစသဖြင့်အမှန်ကဘာဘက်တောင်းမလဲဆိုတော့ခယုနာခြေစူးနော်ပြုတ်ဖို့ဒီကတောင်းမှာအဲ့ဒီစိတ်တလုံးဖျောက်အားကိုးတဲ့ကြောင်ရုံနဲ့စိတ်တလုံးကြင်ညိုတဲ့စိတ်တလုံးလေးဟာနော်ဒိုင်လက်တွက်ကတော့သူ့တငယ်ချင်းတွက်ကတော့နော်အယားအယားအဆင်ပြေဖို့ဖြစ်လာပါတယ်သူတို့မတောင်းနဲ့ယာဒူး နော်စီးစင်ဥစ္စာအကုန်ဘုရားသခင်ပေးပါတယ်။ဘာကြောင့်မတောင်းမီကတည်တဲ့ဘုရားဖြစ်သောကြောင့်သင်ပါတောင်းမလဲ။နော်တောင်းတင်တာကတော့ဒီကာလမှာဘုရားသခင်ကယုဏဂျေစုကိုတောင်းခံပါပြောချင်တယ်။ဆလံချန်50စပတ်55မှာအမှုရောက်တဲ့ကာလနဲ့ငါ့ကိုပထနာပြုတော့ငါဒီကယ်လွတ်မီ။သင်ဒီလဲငါ့ကိုချင်းမွားရလိမ့်မယ်ပြောပါတယ်။ ဒီကာလတော့အမှုရောက်တာပါရှိမတော်ဒါကြောင့်ဘုရားသခင်ဆုတောင်းကြကုန်အာဆုတောင်းရင်ဘုရားသခင်စီကနေနော်ဂယုဏခြေစူးခံရမှာဖြစ်ပါတယ်ထိုဂယုဏခြေစူးအဖြင့်ဂယုဏခြေစူးအဖြင့်နော်ပြစ်ကြုံရတဲ့ဒီဘေးကြောင့်ဒီဘေးမှာပါမတော်ပဲနဲ့လွတ်မြောက်ရုံတင်မကပဲနဲ့ ဒီဘေးကြောင်ပဲဖယားဘုံထင်ရှားမယ်ကိုလည်းကောင်းစားတော့သူဖြစ်လာလိမ့်မယ်လို့ဒါကြောင့်ဆုတောင်းကြကုန်အာလို့ပြောကြရင်ဒီကုန်ချုပ်ပါတယ်ဘုရားခင်နေတင်တော့အလုံးကောင်းချီးပေးပါစေတော့အာမင်